ူကင်လာတဲ့မွေးချင်းကိုပြက်လိုက်တော့ရွှေသားတို့နှစ်ယောက်လည်းဝင်းနဲ့ဝင်းရကိုရှောင်လိုက်ကြတော့လေဟာဟင်မင်းဘာလုပ်လိုက်တာလဲကွမင်းတို့ငွေတွေကိုလာပြန်ပေးတာလीဘာလို့လဲဘာအဲ့လိုပြောပြီးရွှေသားကလေပုံပြန်နိုင်တဲ့ကားတော်ရွှတ်လိုက်ပြီးဒုတိယအောင်ထုံလို့ဖိုးတူကိုတိုက်ခိုက်ဖို့ပြင်နေဖိုးတူလည်းရွှေသားနီးတူကားတော်ရွှတ်ကဒုတိယနဲ့လေပုံကိုပြန်တက်ပြီးနှစ်ယောက်အတူတိုက်ခိုက်နေကြတော့တယ် မူမိုက်တယ်ကွာမော်ကြောင်လာတတ်တာရန်ကိုတန်သွားပြီဟိဒုတိယပိုင်းမှာတော့ကျောင်းသားတွေနဲ့မော်ဆရာတို့မိတ်ဆက်တာစပြီးကျောင်းသားတွေကတချို့စီကံဖောက်ပြန်မှုကြောင့်ထိန်းသိမ်းခံရတဲ့အကြောင်းအပြင်ပြဿနာကိုဖြေရှင်းပြီးဖိုးသူတို့သွားခေါ်တဲ့အခန်းနဲ့အဆုံးသတ်ထားတာပါဒီပိုင်းမှာတော့မော်ကြောင်သားဖြစ်တဲ့ဖိုးသူတို့အဖွဲ့ကမော်ကြောင်မှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ထက်ကြုံရအောင်မလဲဆိုတာအမနဲ့တူကြည့်လိုက်ရအောင်ပါနော်မြို့သားတွေဖြစ်တဲ့ရွှေသားနဲ့ဖိုးမောင်ကပိုတူရိုအိတ်တဲ့ခန်းထဲကိုဝင်လာခဲ့ပြီးဟိုကြည့်တီကြီးနဲ့ရှောက်ကြည့်နေခဲ့ကြတယ်ဖျောင်ဖိုးမောင်မင်းတို့စီကတခုခုယူစရာတွေ့လားပိုတူရိုသုံးယောက်သားရဲ့အထုပ်တွေကိုဝင်နောက်နေတဲ့ဖိုးမောင်ကဒီတော်သားတွေမှာဘာမှမရှိဘူးဟာငွေလိုက်တဲ့တော်သားတွေပါလား ဟာဒါဆိုလဲထားလိုက်ကွာဘာမှယူစရာမရှိရင်တကူကူပြန်ထားပေးရမှာပေါ့အဲ့လိုပြောပြီးရွှေသားကမျက်လုံးပေးပြီးတော့ခါရောင်တွတ်တွတ်နဲ့ရွတ်နေခဲ့တော့တယ်ခဏကြာမှသူ့လက်နှစ်ဖက်ကနေငွေစည်းနှကောင်ကထွက်လာခဲ့ပြီးပိုတူကတိနဲ့ငပိတ်ကတိမော်တက်သွားလို့စောင်းနေကြတဲ့ဝင်ပုံးနေခဲ့တော့တယ်ဖိုးမောင်ကရွှေသားလူကမြောက်ကြည့်နေရင်းနဲ့ဝါငါတကယ်ချင်းရွှေသားကတော့မိုက်တယ်ကွာ မင်းကတွေးလေတွေးတက်သားပဲဒါပဲလေငါကရွှေသားပါကွာဒင်းတို့ဒေါသတွေဒီကြောင်ကနေထွက်သွားအောင်တနည်းမဟုတ်တနည်းနဲ့မောင်းထုတ်ပြစ်ရမှာအဲ့လိုပြောပြီးရွှေသားနဲ့ဘုမောင်တို့နှစ်ယောက်သားဖိုးထူးတို့အခန်းထဲကနေထွက်သွားခဲ့ရတယ်တပတ်မှာတော့ဖိုးထူးတို့အဖေကရုတ်တရက်ပေါ်လာတဲ့မော်ဆီယာမတယောက်ကြောင့်အာအသိနေခဲ့ကြရကသတိပြန်ဝင်လာခဲ့တယ်ဟိုဒီက မော်ဆီယာမလာရင် ဟုတ်တယ်ကွဆီယာမနမီကမီးကတ်တဲ့ဆီယာမကမင်းနဲ့ပတ်သက်တဲ့မော်ပညာရက်ကို သင်ကြားတဲ့ဆီယာမပါအော်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆီယာမအဲ့လိုပြောပြီးအကောင်လုံးကမော်ဆီယာမမီးကတ်ကိုနှုတ်ဆက်လိုက်ကြတယ်ဒါနဲ့ဆီယာမကဘာလို့ဒီမှာရှိနေရလဲဆီယာမကဒီစမ်းကြောင်းနဲ့ပတ်သက်ပြီးလိလာစရာရှိလို့ဒီနားကိုရောက်နေခဲ့တာအဲ့ဒါမင်းတို့ဖွဲ့လေတွေ့ စံချောင်းမော်ပညာနဲ့ကူဖို့စိတ်ကူးရတာကိုဆရာမကသဘောကျလို့အပင်ခွေရကနေစောက်ကြည့်နေကြတာကွမင်းတို့ခွေရကចောင်းသားတွေဆိုပေမဲ့ဒါလောက်စဉ်းစားနိုင်တာမဆိုးပါဘူးဒါမဲ့ဒီစံချောင်းကအပူကိုမင်းနဲ့ပြန်နှိမ့်လို့ရတယ်ကွဟမ်အပူကိုပူနဲ့ပြန်နှိမ့်တာဟုတ်လားဆရာမဟုတ်တယ်ကွအဲ့ဒါနဲ့မော်ဆရာမမိကကဂါနာရီရွှတ်တော်တယ်လောင်စွမ်းတောက်ပမီးစွမ်းဖန်လားအဲ့လိုရွှတ်လိုက်တယ်ဆိုရင်မင်း စံကြောင်ကြီးအောင်မိတွေထထောက်သွားခဲ့ပြီးတပြေပြေနဲ့ပြန်ရင်သွားကပုံမှန်စံကြောင်အတိုင်းပြန်ဖြစ်သွားခဲ့တော့တယ်ဒီလိုနဲ့ဝိုင်းကြည့်နေတဲ့တုပ်ဘောတို့လည်းလက်ခုပ်တီးကြတော့တယ်ရှေးမိုက်တယ်မိုက်တယ်ကဲပါနောက်နေ့မှဆရာမဒီတင်ငန်းဆောင်တင်ပေးပါမယ်ခုနောက်ကျနေပြီဆိုတော့ပြန်ကြတော့ခဏနေညမထွက်ရတဲ့ချိန်ကိုရောက်လာတော့မှာဟုတ်တာပဲဒါဆိုသားတို့သွားပြီနော်ဆရာမအေးကွယ် ဒလုံနဲ့ဖိုးထူးတို့လည်းမော်ဇီယာမမိခတ်ကိုနှုတ်ဆက်ရင်းအဲ့နေရာကနေပြေးလာခဲ့လိုက်ကြတယ်။အိမ်နောက်တော့ဖိုးထူးတို့သုံးယောက်သားအိတ်ဆောင်ကို ပြေးရောက်လာခဲ့ကြတာပါ။တိုဘောကဂရင်မော်မလှဲရင်နေခုမှပဲအညောင်းပြေသွားတော့တယ်။မော်ကြောင့်တက်ရတာလေအတိုက်ခံနေနေမလွယ်ပါလား။အဲ့တော့ဟုတ်တယ်ဟာဟိုမျိုးသားနှစ်ယောက်ကဒုနှစ်ယောက်ကိုဘာလို့မျက်စိစမင်မွေးစူးနေရမသိဘူးဟုတ်သားပြီ တရက်မှာဒင်းတို့နှစ်ယောက်ကိုမေးကြည့်ရမယ်။အဲ့လိုပြောပြီးဖိုတူကဂရင်မော်မှာထိုင်မြောက်လိုက်တော့သူ့ရဲ့မော်ချက်ကရုတ်တရက်ထထုံရင်ဖိုတူဂရင်မော်စီကိုပြန်သွားခဲ့တာပါ။ဖိုတူမင်းမော်ချက်ကဘာသာဖြစ်တာလဲ။အဲ့ဒီအချိန်မှာပဲမော်ချက်ကဆောင်းမော်ချားလေးကနေမွေစိမ်းတစ်ကောင်ကိုကိုက်ပန်းလိုက်တော့တယ်။ဟင်မွေစိမ်းပါလား။ဒီမွေကဘယ်ကနေရောက်လာခဲ့တာလဲ။အဲ့ဒါចောင်းသားနှစ်ယောက်နားထားသွားတာဟာ။ လူပွားွားတဲ့ကောင်းနေပါလားတွေ့မှာတွေ့မှာငပရဲ့မောင်ငက်ကလည်းစောင်းနေကြရင်မှရှိနေရဲ့မွေစင်းတကောင်ကြီးတိုက်ခတ်နေခဲ့တာပါဝါဒီကောင်နေတော်တော်လွန်သွားပြီဒါတက်တက်တို့ကိုရန်စားလိုက်တာဒီနေ့တော့ထားလိုက်တော့မနေ့ပြန်မှရှင်းကြတာပေါ့နောက်နေ့မနေ့ရောက်တော့ဖိုးထုတို့အဖွဲ့သားတွေကစာသင်ခန်းလေးကိုအရင်ရောက်နေနေခဲ့တယ်မိဝိုင်းကဖိုးထုတို့၃ယောက်သားရဲ့မျက်နှာကိုကြည့်လိုက်တယ်ဟဲ့ ။နေလို့တုံရအောင်ဘာလို့စူပုတ်နေကြရလဲ။ဟိုမြို့သားတွေကတို့ကိုရန်စနေလို့ဟာ။မင်းညားလေတို့ရာမှာငွေစင်းတွေလာထားသွားတယ်ဟာ။ဟေးဟုတ်လား။ဒီမြို့သားတွေတော့လေတော်တော်ကောက်ကျစ်တဲ့သူတွေပါလား။မျိုးဝိုင်းအဲ့လိုပြောနေတော့မျိုးသားတို့နှစ်ယောက်ကစာသင်ခန်းလေးကိုဝင်လာခဲ့တယ်။ဟဲ့နင်တို့နေရ။ဘာလဲမျိုးဝိုင်းမမင်းဘာပြောမလို့လဲ။ရွှေသားအဲ့လိုမင်းနေတော့ မော်ဆီယာမမိကကစာသင်ခန်းထဲမှာဝါကနဲ့ပေါ်လာခဲ့တာပါ။ကဲမင်္ဂလာပါတားတို့သမီးတို့။မင်္ဂလာပါဆီယာမ။အကောင်လုံးကမတက်ရက်ပြီးဆီယာမကိုနှုတ်ဆက်လိုက်ကြတယ်။ဟုတ်ပြီအကောင်နေရာမှာပြန်နိုင်ကြပြီ။ကဲဆီယာမဒီနေ့တင်မဲ့သင်ခန်းစာကိုတည်စာလိုက်မဲ့ကြမယ်နော်။ဒီသင်ခန်းစာတွေတင်ပြီးတပတ်ပြည်တာနဲ့ပြိုင်ပွဲရှိပါတယ်။ဘာပြိုင်ပွဲလဲရင်ဆီယာမ။အင်းဆီယာမတို့တင်ထားတဲ့သင်ခန်းစာတွေကို ပြန်တွေးတဲ့အနေနဲ့လက်တွေဆောင်ဝယ်ပြေးရမှာပါ။ဆီယမကလည်းဆောင်းမွေးအချက်ချင်းလားရက်ဆက်လိုက်တာဗျာ။ကဲရက်ဆက်တယ်မတရား။ဆီယဆီယမတွေစတဲ့နှောင်းတေချာလိုက်ကြည့်ကြမယ်နော်။ဒါလို့နဲ့မော်ဆီယမမိကကစာသင်ခန်းထဲမှာမိလုံးတွေကိုထုတ်ပြရင်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်ကြားနေခဲ့တော်တယ်။နေ့လယ်ပဲနားချိန်အောင်တော့ဖိုးထူးကိုလေးရောက်သားမျိုးသားတွေရှိနေတဲ့အာကစားခွင်းတွေကိုရောက်လာခဲ့တာပါ။ ရွှေသားနဲ့ဖိုးမောင်တို့ထိုင်နေရတာကိုဖိုးသူကသူကင်လာတဲ့မွေးချင်းကိုပြက်လိုက်တော့ရွှေသားတို့မြောက်နေဝင်နဲ့ဝင်ရကိုရှောင်းလိုက်ကြတော့လေဟာဟင်မင်းဘာလုပ်လိုက်တာလဲကွာမင်းတို့မွေးတို့လာပြန်ပေးတာလေဘာလို့လဲဘာအဲ့လိုပြောပြီးရွှေသားကလေပုံပြန်နိုင်တဲ့ကားတော်ရွှတ်လိုက်ပြီးဒုတိယအုံထုံလို့ဖိုးသူကိုတိုက်ခိုက်ဖို့ပြင်နေဖိုးသူလည်းရွှေသားနည်းတူကားတော်ရွှတ်ကဒုတိယနဲ့လေပုံကိုပြန်တက်ပြီး နှစ်ယောက်တူတိုက်ခိုက်နေကြတော့ဒီဟိုမိုက်တယ်ကွာမော်ချောင်းလာတက်တာရန်ကိုတန်သွားပြီဟိဒီလိုမြင်ဝင်းကတရုတ်တိုင်းကားကြီးတွေမှာပဲမြင်ဘူးတာဟာခုတော့လက်တွေကိုမြင်နေရတယ်အဲ့ဒီအချိန်မှာပဲလေပေါ်မှာတိုက်ခိုက်နေတဲ့ပို့ထုလေးရွှေသားကမိခွင်းလာစေတဲ့ဂါနာတွေရှုပ်ပြီးမိလုံးနေနဲ့တိုက်ခိုက်နေကြတာပါဟာဖျောက်နေရှောင်းကြဟိခုမမိလုံးနေနဲ့တိုက်ခိုက်နေကြတယ်မတော်ရင်တို့ကိုလာမန်နေလိမ့်မယ်ဟာငပိတ်စကားမစုံလိုက်ခင် ရွှေသားပြစ်သွင်းလိုက်တဲ့မိလုံးကငပိန်တို့၃ယောက်သားစီကိုရှာမှာခဲ့ပြီးငပိန်တို့၃ယောက်သားနဲ့မိမြိုက်တယ်လို့မဲသွားခဲ့တော်တယ်။ပိုးသူပြင်းလွှဲလိုက်တဲ့မိလုံးကတော့ပိုးပေါင်စီကိုရောက်သွားတာဆိုတော့ပိုးပေါင်လည်းမိမြိုက်တယ်လို့မဲသွားခဲ့တာပါ။မလီငါငပိန်ငါငါဘာဖြစ်သွားလဲ။မိဝိုင်းမမိကြောင်တော်ပေါ်နေငပင်လေးမိဝိုင်းမကိုကြည့်ရင်လည်းကြီးနေခဲ့ကြတယ်မိဝိုင်း နေမလို့ဖြစ်တာလေမိုးကျပြခံလိုက်ရလားဟာအဲ့ဒီအချိန်မော်စရာဂျူနီကဒီပစ္စည်းကိုစီးပြီးသူ့နောင်ရောက်လာခဲ့ရတာကိုမောင်ကမော်စရာဂျူလင်းရောက်လာတာကိုမြင်သွားခဲ့ပြီးတော့ဟိုမဟိုမဆရာဂျူလင်းလာနေပြီဟာအဲ့ဒီတော့မှဖိုးထူးနဲ့ရွှေသားနဲ့တိုက်ခိုက်တောင်ရက်လိုက်ကြတော့နေမော်စရာဂျူလင်းကမြေပြင်ပေါ်ဆင်းလာခဲ့တယ် မော်ပညာလာရှာတဲ့ကြောင့်မှရန်လာဖြစ်နေကြတယ်ဟုတ်လားဟိုတောင်းဟိုဒီကရွှေသားအရင်ရန်ဆရာပါဆရာမဟုတ်ပါဘူးဆရာသူရင်ရန်ဆရာပါမဟုတ်ပါဘူးဆရာရွှေသားတို့ဘက်ကတားတို့ရင်ရန်ဆရာပါကဲတယောက်တော့ပြောနေရတယ်တော်လိုက်တော့မင်းတို့အကုန်လုံးဆရာနောက်ကိုလိုက်ခဲ့ကြဗျာတားတို့မှာဘာဖြစ်ရှိလို့လဲတားတို့ကခံရတဲ့ဘက်ကပါဗျတော်တန်တိတ်တိတ်တိတ်လေးလိုက်ခဲ့ကြဟုတ်ဟုတ်ကဲ့ပါ ဒါလို့နဲ့သူတို့နှစ်ဖွဲ့လုံးလေးဆရာဂျိုလင်းခေါ်ရနာကိုတက်တက်လေးလိုက်သွားခဲ့တော့တယ်။အဲဒီနောက်တော့မော်ဆရာဂျိုလင်းကြောက်တကားကြီးနှစ်ခုရှိမှရက်လိုက်ပြီးဂါရာရှုတ်ကကြောက်တကားကြီးကိုဖွင့်လိုက်တယ်။ဒါလို့နဲ့အဖွဲနှစ်ဖွဲ့လုံးလေးကြောက်တကားတစ်ဖက်စီကိုဝေခိုင်းလိုက်တယ်။ကဲဒီကြောင်ရဲ့စီမင်းအတိုင်းပဲအချင်းချင်းခန့်ရံဖြစ်ပေါ်လို့ခုလိုခုသိမ်းခံရတာပါ။ ဒီကိုတွင်းနေရနေပြန်ထွက်နိုင်မှုကိုတော့ကိုယ့်အကူကြိုးစားရမှာပါ။ဟိုဆရာတားတော့မှာပြင်မရှိပါဘူးဗျ။ဖိုးတူတို့အဖွဲ့ကိုပဲဂူပိတ်တင်တာပါ။အောက်မှာဒီမျိုးသားကတော့တလဲတက်နိုင်ပါလား။ကဲကဲကဲဂူပိတ်ခံရတာတော့မမှတ်ကြသေးဘူးလား။ဟမ်ခုလိုစကားများမနေပဲကိုယ့်အဖွဲ့ကိုပြန်ထွက်နိုင်အောင်ပဲလုပ်ကြစမ်း။ ျော်ပြီးမှော်စရာကြိုလင်းအောင်ကြောက်တကားနှစ်ခုကိုဂျင်းကနေအတန်းမြောင်ပိတ်ချလိုက်တော်တယ်ကိုကြီးပိတ်သွားပြီးနောက်တော့ရွှေသားတို့ရှိနေတဲ့ကိုတင်မိုက်နေရာနေမှာထောင်ထားတဲ့မိတုပ်တွေကချက်ချင်းပဲလင်းလာခဲ့တယ်အဲ့ဒီအချိန်မှာပဲဖိုးမောင်ရဲ့မဲနေရဲ့မျက်နှာကိုမြင်သွားတဲ့ရွှေသားလေးလန့်သွားခဲ့တော်တယ်အမလေးတရေတရေဟာ မိမျက်နှာရလဲလန့်ရတာကွာဟေးဟေးမီးလင်းလာလို့တော်သေးတာပေါ့ငါအမောင်ကြောက်တယ်ဟာမိမျက်နှာပိုကြောက်ကိုကောင်းနေလေကွာငါနဲ့ဝေးမှနေအေးပါအဲ့ဒါကြီးထားပါဦးတို့တွေဒီကူတွေကပြန်ထွက်နိုင်အောင်ဘယ်လိုလုပ်ကြမလဲအင်းတေချာစဉ်းစားကြည့်ကြတာပေါ့အဲ့လိုပြောပြီးရွှေသားကမြေပြင်မှာထိုင်ချလိုက်တယ်အဲ့ဒီချိန်မှာပဲငွေစိမ့်တွေအများကြီးကသူ့နောင်တေးရွေနဲ့လာနေခဲ့တာပါဟမ်ရွှေရွှေသား မွေမွေစိမ့်တွေကမင်းမွေတွေလားဟာငါမွေတွေမဟုတ်ဘူးကဒီမွေစိမ့်တွေကအစ်စ်ရှိတဲ့ပုံပဲဒါဆိုဘယ်လိုလုပ်ကြမလဲဒိုနာကိုတပြည့်ပြည့်နဲ့နှီးလာပြီဟာငါသိပြီပြန်နိုင်တဲ့ဂါနာကိုရှုပ်ပြီးလေးပေါ်မှာပြန်ထားကြမယ်အဲလိုနဲ့ရွှေသားနဲ့ဖိုးမောင်နဲ့လေးပေါ်မှာပြန်နိုင်တဲ့ဂါနာကိုရွတ်လိုက်ကြတော့နေအာမာမာတန့်စင်တောင်ချောင်းလေးမော့ဆွန်ဖန်ဒီလိုနဲ့ရွှေသားကလေးပေါ်ပြန်သွားပြီမယ် ဘိုးမောင်ကဘလို့ပဲရှိရှိသူ့ချစ်တော်ကကြွမလာခဲ့ပါဘူးဟမ်ရွှေသားကြီးငါ့ကိုလှုပ်ပါအောင်ဟငွေနေငါနာနီးလာနေပြီဟာကွာဒီကောင်စာမလုပ်ဘူးနဲ့တူတယ်ဒါတော့မရဘူးလားဟအဲ့ဒါနဲ့လေပေါ်မှာရှိနေတဲ့ရွှေသားနဲ့ဘိုးမောင်နှံဆွဲလိုက်တော့နှစ်ယောက်သားကဝေစင်းနေရှန်ကနေတီတီလေးလှူသွားခဲ့ကြတာပါတော်တော်သေးရပါဘောတော်သေးရပါဘောလုံမနေနဲ့အပေါ်ကိုလည်းတက်လို့မရအောင်နော် ကိုနီယံနဲ့တိုက်နေလားအောက်လေစေ့မြောင်အဲ့ဒါဘယ်နဲ့လောက်ကြမလဲငါလည်းမသိဘူးရွှေသားရဲ့ဟာဒီကောင်ကတတော်အောင်အသုံးမကျတာပဲမသိဘူးလို့မနေနဲ့တကူစဉ်းစားစမ်းကွာအေးအေးပါငါလည်းလွတ်မကျလိုက်နေအောင်နော်အောက်မှာမွေးတွေအများကြီးဟာအေးပါမင်းမြန်သာစဉ်းစားဒီအချိန်နေလို့ငါကြာကြာတောက်မခံနိုင်ဘူးမဟုတ်ရင်မင်းကိုပါလွတ်ကြရလိမ့်မယ်ဒီလိုနဲ့ဖုံးမောင်ကအကြံရသွားခဲ့တယ်ဟိုဒီမွေးတွေကို မင်းနဲ့မောင်းထုတ်ကြမလားအေးနော်အဲ့လိုလုပ်ကြတာပေါ့အဲ့လိုပြောပြီးရွှေသားတို့နှစ်ယောက်လေးအကဲခဲတွေကြားကနေမွေးလေးကိုမီးနိုင်ကြတော့လေလောင်စွမ်းတောက်ပမီးစွမ်းဖန်လားဘာသာရှုပ်ပြီးနောက်ရွှေသားရဲ့လက်မှာမီးတောက်တွေထွက်လာခဲ့တော့လေဒါလို့နဲ့ရွှေသားလေးကုကျမ်းမြစ်မှာရှိနေတဲ့မွေးလေးကိုမီးမြိုင်လိုက်တော့မွေးလေးလည်းထွက်ပြေးကုန်ကြတယ်အဲ့နောက်တော့ရွှေသားနဲ့ဘိုးမောင်လေးကိုကျမ်းမြေကိုနေဆင်းဆင်းလာခဲ့ပြီး ထိုင်ချလိုက်လို့အမောဖြစ်နေခဲ့တော်ရင်ဟိုတော်သေးတယ်။ငွေစင်းနေရန်တည်တည်လေးလွတ်သွားလို့အဲ့လိုပြောရင်ရှိနေခဲ့ကြပြီမင်းပိတ်ထားတဲ့ဂူပေါင်းဝါကိုပြန်ဖွင့်လာအောင်ကြိုးစားဖို့ပေါ်တော့နှစ်ယောက်သားကမိနေခဲ့ကြတာပါ။တပတ်မှာတော့ဖိုးသူတို့အဖွဲ့သားတွေကဂူနီယန်ကိုမင်းရင်နဲ့ရှိနေခဲ့ကြတာပါ။တော်သေးတာပေါ့မီးတုံလေးတွေလဲလာလို့မမဟုတ်ရင်တို့တွေအမောင်ကြီးရဲ့မှာနေရမှာ ကိုချက်ကြီးပြောတယ်တမင်စားလက်မဲ့ရောက်ပေါ်လေမလွယ်ပါလားနော်မလွယ်ပါလားတူတို့တော့ဘောမင်းတို့အတန်တန်မကြားကြအောင်လားဘာတယ်များလဲငပင်းဟိုအဲ့ဒါတော့ငါလည်းတေချာမသိဘူးဟာဟမ်မိုးရွာလာလားဂူနီယာကနေဟိုရေရီကြလာတယ်ရောငါသိပြီစောစောကကြားလိုက်တာရေတမ်းမင်းနေမှာဟိုရေကဘလို့ဖြစ်ပြီးတော့ချက်ချင်းကြလာရတာလဲဒါလိုလို့ငပင်းငါနဲ့မင်းနေကဆရာပိတ်သွားတဲ့ဂူတကားကိုပြန်ခွင့်နိုင်အောင်လုပ်ကြတာပေါ့ โอเคโอเคဒလုံနဲ့ငပိန်နဲ့ပို့တူလေးကိုတကားကိုပြန်ခွင့်နိုင်အောင်ကာရာရှုပ်ရင်နဲ့ကြိုးစားနေခဲ့ရတယ်။အမာရာတန့်စင်တောင်ကျန်းလေးမော်စွမ်းဖန်ဟမ်လောက်ကြောင်မင်းငိမ့်သွားပြီဟာဟိုရေရေလေးတစ်ပြေးပြေးနဲ့ချင်းမျက်စိတော့ရောက်လာပြီပို့တူဒီတိုင်းဆိုရင်တော့မဖြစ်တော့ဘူးတို့တွေတခြားနေလဲရှာကြမှာနင်းနေရှာနေမြွားငါနဲ့ငပိန်မဲ့ကြိုးစားကြည့်လိုက် အတန်ကြောင်ဖွင့်ပြရတဲ့နောက်ဆုံးဂူစီးတဲ့ဟိုရှိတယ်ဟာတပြည့်ပြည့်နဲ့ပြည်လာခဲ့တော်တယ်ဟမ်ဟိုရှိရင်အရင်ရှန်လာပြီဘယ်လိုလုပ်ကြမလဲထမင်းစာလက်မဲ့လေးလိုင်းယူတော့ရင်းနေပြီးတော့တရားတော်မှာလိုင်းဟာဒီတော့ပေါ်တော့ဟာပောက်ကြရနေစေပြောနေပြန်ပြီလာဒုနီအောင်လေးဖိုးထူရိုးနေတူဂူတကားကြီးကိုဖွင့်ကြတာပေါ့ဟုတ်တယ်ဟာအတူတူဖွင့်ကြရအောင်ငါလေးရွတ်နေရကြပြီမရတဲ့လို့အာရုံချောက်လာပြီကဲမင်းတို့ကပြီးကြအောင်ပါလား ဒီလိုနဲ့တုံပေါ်ပြောသူလိုလေရင်းနေပြီးတော့တေကုန်ကြတော့မှာဟမ်ငါတို့မသေးချင်သေးဘူးနော်ထမင်းစားလက်မဲ့ယူအောင်မှာโอเคဒီလိုဘောကတမျိုးလာအတူတူရွတ်ကြမယ်ဒီလိုနဲ့ပိုးတူတို့လေဂူတကားခွင်းတဲ့အခါတော့ကိုဂိုင်းတို့ရွတ်လိုက်ကြခြင်းမှာဂျင်းကနေအတန်းကြီးဂူတကားကြီးလေးပွင့်သွားခဲ့တော့တယ်